်နဲ့လာပြီးဝင်းကြီးကဲ့သို့ကျက်တည်မင်္ဂလာရှိပါပြီတယ်လို့ဆိုပေးရတယ်။ဆင်းရဲတဲ့ကလေးတွေကြတော့လေမန္တကလေးထိုးပေါ့။ဟိုဘက်ခုနေဒီဘက်ခုနေအိခေါ်ပြီးတော့တီဝိုင်းမထည့်နိုင်တော့ရက်ွက်ထည့်ရငပြူရက်တစိမ့်လောက်တိုက်ပြီးခေါ်ထား။ဒါလည်းနနမူးမူးနဲ့မဒလင်းလေးနဲ့လာဖြောပြတာပဲမင်္ဂလာဆောင်မင်္ဂလာမြောက်တာ။ဘုရားတော်နတ်မင်းများကဂဟေဆက်လူသားရဲ့ ခြေဝဉ္ဇူသူသာနဲ့ကျင်ရတော်မိုးဟေကူတို့ရဲ့ဆိုမဟုတ်မှန်းသိပေမဲ့လက်ဖက်တွေတိုက်ချင်းတိုက်နေသေးတာနော်ဘဝဆိုတာတကယ်မင်္ဂလာရှိပါမလားကမောက်ကမပေါ့ခတ်တော်တော်လေးတော့ကြအောင်မအားကြီးပြောချင်ပါတယ်ဖြစ်ချင်တာဖြစ်လို့ဖယ်ရပါမလဲကျွန်တော်ပြက်ဆက်လေးတွေပါလေရေးပြီးတော့တနေ့တော့လူငယ်တွေကရက်ွက်ထဲကလာပြက်ဆက်အပ်တယ် ဆရာနေရတဲ့အလွမ်းပြက်ဆက်လေးတပုတ်လောက်ရေးပေးပါဟာမင်းတို့ကွာအလွမ်းပြက်ဆက်မလုပ်ပါနဲ့လုပ်ပါဆရာရဲ့တဲ့ကျွန်တော်ကအလွမ်းပြက်ဆက်လေးတော့မရေးတတ်ဘူးမင်းတို့က15ရက်လောက်ပဲရက်ရတယ်ဆိုတော့နေဦးမင်းသမီးရောမင်းသမီးကတော့တကယ်အစ်စ်ပါတဲ့ငှားထားတယ်ဟုတ်ပြီတခါတော့ကထွေးညူဆက်ကောင်မလေးယူရမှရှိတယ်သူ့ချစ်သူကဟိုးတိုင်းပြည်တောင်ဝန်ထမ်းဆောင်တဲ့ရှည်တန်းမှာဒီနေ့ရှည်တန်းကခွင့်ယူပြီးပြန်လာရင်ကိုသစ္စာနဲ့ထွေးညူနဲ့ပေါင်းရမယ်အဲ့ဒီအချိန်မှာပဲမမျှော်လင့်မဲ့ထွေးညူလို့ယူရမှကြိုင်းခဲ့တာကိုကို ကိုကြီးตาတင်တော့ဖြက်စီးလိုက်နှမကြီးများလက်ကတော့ပါရဲ့ဖြက်စီးလိုက်တဲ့အခါမှာသူ့ဘဝလူလုံးမလှတော့ဘူးဆိုပြီးတော့ဒီဘဝနေလို့လည်းမထူတော့ဘူးဆိုပြီးတော့ဘာကြီးမုံသွားပြီးတိုင်နေဘိုင်းမုံရဲ့ကိုသစ္စာလာရင်သာပြောလိုက်ပါတော့ကျမသစ္စာရှိရှိစောင့်တော်လည်းပဲကျမဘဝမလှတော့ဘူးအဖရဲ့ဆိုမိုးကြီးလေကြီးကြတယ်မုံတိုင်းကြတယ်အထက်ချွေးညိုဖြတ်ပြီးတော့ချောင်းနဲ့ကြတိတ်ခိုင်းကပြုတ်ကြချွေးညိုလေးစုံတော့မှလိုက်တာချလွန်เสียပေါ့ ိုသစ္စာလိုင်းတော့ဟိုးကလွမ်းစေဒီမှာနောင်ဘဝများမှပေါင်းပါပါစီလို့ပြောလိုက်ပါဘာကြီးမုံရဲ့ပေါ့ဘာကြီးမုံလဲညံခိုင်းကြီးကိုဖဲလောင်းလေးကိုပွေ့ဩဖြစ်ရလေထွေးညိုရဲ့ပေါ့အဲ့မှာကလကားချတော့မျက်ရည်နဲ့ပြန်ကြရမယ်ပေါ့ကျွန်တော်ရေးပေးတယ်ထားပါတော့တကယ်လက်ကတယ်ညနေပိုင်းကလေးကဒီပြက်ဆက်ရောက်မဲ့အချိန်ကျတော့ညောင်ခိုင်းကြီးကိုဒီလိုနေရာကနေကျိုးနေဆွဲထားရတယ်ခုတ်ပြီးတော့ထွေးညိုလိုင်းပြုတ်ကြအောင်လို့ ။ဘာကြီးမုံကလည်းတဲလေးနဲ့ဟိုဘက်မှာမိုးရီလေးတွေကလည်းကြာတာပေါ့ကျွန်တော်တို့က effect တွေလောက်ရတာပေါ့။အဲ့တော့မင်းသမီးကတကယ်မင်းသမီးဆရာတဲ့ထွက်လို့ရပြီလားရပြီ။ဘာကြီးမုံကခံမိုးနဲ့အတုတ်ကောင်းနဲ့မိုးရီလည်းရွာ။နောက်ကလျှက်စီးတွေလည်းပြက်မိုးကြိုးတွေလည်းပြက်နေ။ဘာကြီးမုံဘာကြီးမုံဆိုထွန်းကြီးကပြေးဝင်။ဟဲ့ဘယ်သူတို့ဟဲ့မိုးရီလေးတွေသမီးပါ။ကိုတစ္ဆာလာရင်သာပြောလိုက်ပါတော့ဘာရဲ့ကျမဘဝမလှတော့ပါဘူး။ အဟိုးကလွမ်းစီဒီမှာနောင်ဘဝများမှပေါင်းကြရပါစေလို့ဆုတောင်းပြောလိုက်ပါဟဲ့ဟဲ့ငါသမီးထွေးညူဩဘိုင်ငါရငါကဘာခံရတဲ့သမီးရဲ့မောင်သစ္စာလံရမပြောမှာပေါ့ဘာကြီးမောင်လည်းလိုက်ဆွဲတယ်မိုးရက်လေးလည်းဒါပေထွေးညူကထွက်ပြေးတယ်ဒီဘက်ထိတ်တာရောက်တယ်ညောင်ခိုင်းကပြုတ်မကြထွေးညူညောင်ခိုင်းနဲ့တဲ့တဲ့ချမဲ့ကောင်ကအေးတွေပြက်ပြီးတော့ကျိုးဆွဲထားပြီးအဲ့နေ ကျွန်တော်လရင်သွားအုပ်ရတယ်ဟိုမှာထွင်းကျော်ဒီဘက်ထိပ်ရောက်လာမင်းညံခဲရမကြသေးဘူးထွင်းကျော်ပါတယ်တကယ်မင်းသမီးဆိုတော့တပတ်ပြန်လှည့်ဘာကြီးမောင်ရေမတားနဲ့တော့မလွတ်လွတ်တာမတားပါဘူးညံခဲရမကြတော့မတားနဲ့ဆိုတစ်ခေါက်ပြန်သွားတော့ဘာကြီးမောင်ကနှခမ်းမွှေးချုပ်ပြီးပြီပြီးပြီလေသူခမ်းပြီးတော့ဝင်မယ်လို့တော့ထွင်းကျော်တပတ်လှည့်လာတော့ပြန်ကတ်တော့ကန့်လန့်မဟုတ်ဘူးလို့တတ် ဟဲငါသမီးရဲ့သဘောပေါက်လိုက်ပြီဘာကြီးမောင်ကဖြစ်ရတယ်ငါသမီးရဲ့ဖန်ငါရငါကဘာကိုသစ္စာလန္နာပြောလိုက်ပါတော့အဘသွားပြီဘာကြီးဆိုတော့မဟုတ်ကောင်ကျို့လွှတ်ချထွင်းညူဘောမကြောက်ဘာကြီးမောင်ဘောသွားကြတယ်ဘာကြီးမောင်ကလော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 နဲ့ရှေ့ရထွက်တော့ဟိုကောင်လွှတ်ချထွင်းညူကပါတယ်ညောင်ကိုင်းကြီးကိုဘာကြီးမောင်ဘောကဖဲဘာကြီးဘာကြီးမောင်ကလမ်းကိုပွေဖြစ်ရတယ်ဘာကြီးမောင်ရဲ့ စ်ချင်တာတခု ဖြစ်သွားတာတခုအလွမ်းပြတ်စရေးခိုင်းနေတာဆရာနေရေးခိုင်းလိုက်တာဆိုပြီးလူငယ်တွေကရိုက်မယ်လို့လို့သုံးရက်လောက်ရှောင်းနေရရဲ့ရင်နဲ့မပြန်ဘူးတဝါဝါနဲ့ပြန်သွားတော့ဒီကောင်တဲ့လူမလုံနဲ့လူငယ်ဆိုတာတကယ်ရိုက်ချင်တကယ်ရိုက်ချင်ကောင်းတယ်အဲ့တော့၃ရက်လောက်ရှိမှပြန်လာပြီးတော့မင်းကွာမင်းတို့လည်းမင်းဒူရီမစိတ်ညစ်ရတယ်ရားတွေတို့ဘာတို့ညာတို့ဟာတာပဲကောင်းပါတယ်ဆိုပြီးယူကြောင်မှုကြောင်တော့ပါနော် ုတ်ပြီဒါကြောင့်ကျွန်တော်တို့လူတယောက်စီတယောက်စီမှာတဘိုးလေးကြောင်ထားရတယ်နော်တကယ်လဲစမ်းကြည့်နေအောင်သဘောသဘောပြပြတာတဘိုးလေးကြောင်ရှိတယ်လူတယောက်စီမှာတခုကကာမယောဂတဏှာတဘိုးထမ်းထားရတယ်တတ်မဲ့ခြင်းတဘိုးပေါ့နော်ထားရတယ်တဲ့ဘဝတဘိုးဘဝယောဂခေါ်တယ်ဘဝတဘိုးကလည်းထားရတယ်အယူဆဒိဋ္ဌိယောဂအယူဆတဘိုးကိုဆွဲတန်ထားတဲ့အယူဆတဘိုးကြီးကလည်းထားရတယ်အဝိဇ္ဇာယောဂ မသိမှုဆိုတဲ့ဘိုးကလည်းထားရသေးတယ်မသိမှုကအမှန်တန်ကြောက်เสียကောင်းစားလည်းမတက်ပေးလည်းမတက်ဘာမှလည်းမသိလားဘာမှမသိခြင်းများနဲ့ဘဝကိုဖြတ်သန်းတဲ့အခါအဝိဇ္ဇာဖြစ်တယ်အမှန်တန်ကြောက်เสียကောင်းဒါကြောင့်စားဖတ်ကြပါလို့ပြောတယ်တောမဆိုတဲ့ပြမှာဖိုးတောင်တယောက်ရှိတယ်တဲ့လူငယ်အသက်20လောက်ရှိပြီမိဘများလည်းမရှိဆင်းရဲလိုက်တာလည်းအင်ယူဝတ်เสียမှရှိဘူးပစိုးစိုးခလေးနဲ့ခါမှဓမ္မရိုးလေးတစ်ချောင်းပဲသူပိုင်တယ် ဟိုးရထက်ကအကျော်တဲ့တော်မြရင်အကျော်တဲ့ကြီးစီမှာသွားပြီး အကျော်ဘူလေးထဲမှာအိပ်ရပဲလို့ထင်းလေးတွေဒါကလေးတွေခုတ်ခုတ်ပြီးတော့မှတော်မြရင်ကိုသွင်းရတယ်သုံးစီးဆိုရင်တစ်စီးနှစ်ကြက်ဆိုတော့၆ကြက်ရတော်မြရင်အကျော်လေးတစ်ဖက်နဲ့ထမင်းညာလေးတစ်ခဲမနဲ့ကျွေးတာလေးစားညနေကျွေးတာလေးစားနောက်တစ်နေ့ပဲလို့ထင်းလေးတွေသွားခုတ်တော်မြရင်ကိုပေးတော်မြရင်ကနှစ်ကြက်နဲ့ဈေးဖြတ်ထမင်းကလေးနဲ့အကျော်ကြမ်းကြမ်းနာလေးနဲ့ ဖိုးတောင်ဒီလိုကြည့်ရတယ်ဘာသာမှလည်းမတတ်ဘာမှလည်းမသိတနေ့တော့ရွာနီးမှာထင်းလေးတွေကုန်ပြီဆိုတော့ဟိုးဝေဝေစိမ့်စိမ့်ညွတ်ညွတ်စီဖိုးတောင်ကဓမ္မရိုးလေးကင်ပြီးသွားတောကြီးမှာသုံးလေးမိုင်ဝေးတဲ့အဝေးရောက်တော့တစ်ပင်တစ်ပင်သွားတွေ့ထွားဆိုင်လောက်ဟာဖြောင်းတစ်ပင်ကလည်းထီလိုပဲဖြောင်းငါခံတိုင်းခုတ်လိုက်တဲ့ပဲလောက်ထင်းလေးတွေလောက်ကလေးတွေအခုဒီပင်ကမြတ်စွာဘုရားဖြောင်းတန်းနေပါလားဘာပဲများလိမ့် ဘာပဲဖြစ်ဖြစ်ခုတ်လိုက်လို့ရှိရင်ထင်းနေအစီအများကြီးရမယ်ပတ်စံလည်းအများကြီးရမယ်ဒါပဲသိရဲ့ခါဓမ္မရိုလေးထုတ်အပင်ကြီးသုံးလေးချက်ခုတ်အနာယူနီဖောင်းနဲ့တူတယောက်ချက်ချင်းရမလားတတော်ဦးစီးတဲ့ရေးထားအမမဘုလူမင်းတဘာဟုတ်တာတော့တိပင်ခုတ်တာပေါ့တိပင်ခုတ်တာငါမြင်သားပဲကွာဩဆရာကြီးမြင်တာဘာလို့မေးနေလို့ ဖက်တဲ့ကောင်ပဲစကားလင်းနေအောင်ပြောတာမင်းပြဿနာတက်တော့မှာပဲမင်းဒါဘာပဲမှတ်နေတော့မသိပါဘူးခင်ဗျကျွန်တော်ဘောကမှတစ်ခါမှလည်းမမြင်ဘူးပါဘူးကျွန်တော်တော့နတ်ပင်ထင်တာပဲအင်မတန်ရည်ကြည့်တဲ့ပင်မင်းပြဿနာလုပ်နေပြီမင်းဘယ်ရွာကလဲတောမပါခင်ဗျဟိုးပြပြကမင်းနာမည်ဖိုးထောင်ဖိုးထောင်တောမဟုတ်ပြီပြဿနာပဲမင်းတော့ဒါဘာပဲနဲ့သိလားမသိပါဘူးခင်ဗျ botanical science ရုပ်ခသိပ်ပံနဲ့ဆိုရင် တက်တူနာ grandus lin f လို့ခေါ်တယ်။သင်္ဍန်းကဆင်းလာကစားသင်္ဍန်းကဆင်းလာစားသေးလည်းမမေ့သေးတော့ဒီတောသားကိုသွားပြီးတော့ယုတ်ခသိပ်ပါနဲ့ဆိုတက်တူနာ grandus lin f လို့ခေါ်ရအင်္ဂလိပ်လိုကြ t e a k t i c k ဩဆရာကြီးမသိလို့မေးပါရစေမေးအင်္ဂလိပ်ပင်လားခင်ဗျာဟာ တို့တိုင်းပြည်တဲ့ပေါက်တာအင်္ဂလိပ်ပဲဖြစ်ရမလားကွာ။ဩဆရာကြီးမသိဘူးလေနှုတ်ဘာပဲလဲခင်ဗျာကျွန်းမင်းဆရာကြီးငကောဗမာလူပြောရရသားနဲ့ဆရာကြီး။ခက်တဲ့ကောင်ပဲလင်းနေအောင်ပြောတာမင်းတို့အင်္ဂလိပ်လိုညှက်မှမင်းတို့အထင်ကြီးတဲ့ကောင်နေလင်းနေအောင်ပြောနေတာဟေးပြဿနာတက်တော့မှာပဲ။ဟုတ်ကဲ့ဒီပင်ဘာလို့ခင်ဗျာဒီပင်ကမင်းခုတ်တာတလောက်290လောက်ဆောင်းဟောလောက်ဖြစ်တယ်။အဲ့နောက်ဖြစ်တာကဘုမအောက်က တို့ခုတ်ရတယ်ခုတ်ပြီးတင်းတက်ရတယ်စင်းနေအောင်ချချောင်းနေရနေပြီးတစ်စိတ်တွေပို့တစ်စိတ်ကနေရန်ကုန်စိတ်ကန်းကိုပို့နိုင်ငံသားတင်တဲ့သင်္ဘောကြီးနဲ့တင်ရင် foreign exchange လို့ခေါ်တဲ့နိုင်ငံသားငွေရတာအော်ဆရာကြီးမသိလို့မေးပါရစေမေးဘာမှပတ်စံဘာဖြစ်လို့လဲခင်ဗျာဒီကောင်ကပြဿနာပဲဒီကောင်ကမင်းမသိအေးစေးနေငါပြောတာနားထောင် ဒီပင်ကအရေးကြီးတော့ကပြောနေတယ်နိုင်ငံတော်ကပိုင်တဲ့ပင်ခမရဘသူပိုင်နေနိုင်ငံတော်ကပိုင်တာနိုင်ငံတော်ဘာပါလဲခမရဘယ်သိမှလဲတော်တဲ့ကြည်ရတဲ့အဝိဇ္ဇာနိုင်ငံတော်ဆိုတာအစိုးရမင်းများပိုင်တာပေါ့ကွာဆရာကြီးမသိလို့မေးပေးရစီမေးအစိုးရမင်းများရေလာလောင်းတာလေတခါမှမတွေ့ပါလားခမရ ဖက်တဲ့ကောင်ပဲမင်းတော့နှစ်မှုဖြစ်တော့မှာပဲအစိုးရမင်းများနဲ့တကွာတိုင်းပြည်ပြည်သားအားလုံးကပိုင်တဲ့အပင်အမတန်ဖိုးတန်တဲ့အပင်ဩဒီအပင်မှာမှတ်တော့တရားဥပဒေပြထမ်းထားတယ်ကျင်းတပင်ခုထောင်စင်နေခမထောင်စင်နေကြတယ်ဒီပင်တပင်ခုတ်ဟာအဲ့ဒီတော့မှဖိုးတောင်ချွေးသီးချွေးပေါက်တွေကြသူကသူလည်းစဉ်းစားတယ်တယောက်တည်းဒီပင်ငါခုတ်မိလာတော့ပြဿနာတက်ပြီ တို့ရကตาဤလူတက်တာခုနှစ်နှစ်ကြာပြီကြာဘူးတယ်ဒီဘင်းက10နှစ်ဆိုငါဒီကောင်ပိုင်းရင်3နှစ်တက်တာမယ်ဟုတ်တယ်လေသူလည်းတက်တာရတက်တာကြောင့်စဉ်းစားတာဘောကသင်တန်းကဆင်းတဲ့ပညာပေးဆရာကမသိဘူး ခါကဓမ္မလိုထုတ်ပြီးပိုင်းတော့သေရောနော်ဒါကြောင့်စင်ကာပူမှာပညာများပေးရင်ဝေးဝေးရပေးကြပါဟုတ်ပြီမသိမှုအဝိဇ္ဇာကြောက်စရာသိကောင်းတယ်ဒါကြောင့်စာဖတ်ကြပါစာဖတ်ကြပါလို့ပြောနေတာဖြစ်ပါလေနော်တခါတလေကြတော့မှန်တယ်လို့လည်းမှားတာလည်းရှိတယ်စေယောဂဆရာဝန်တယောက်ကစေယောဂလူနာတွေကိုစေး6လကျွေးတယ်ကျွေးပြီးတော့ intelligence power ဘလောက်တက်လာတယ်လဲစစ် ဆေးကြောင်းသားတွေကနောက်ကပမောက္ခရှေ့ကသူနာပြုဆရာမလေးကိုစစ်ယောဂရှင်လေးတွေတယောက်စီရှေ့ခေါ်ထိုင်ခိုင်းပြီးတော့စစ်စစ်ချက်လာကြွေးသုံးသုံးလေးဘလောက်လဲစေတစာဝင်နာရှင်ကစဉ်းစား126ပါခင်ဗျာကမရသေးဘူးဘယ်နဲ့သုံးသုံးလေး126အောင်မကွာနောက်တစ်ယောက်လာဒီမိကုန်းမဲ့မေးတယ်နောက်လူနာတစ်ယောက်သုံးသုံးလေးဘလောက်လဲကြာသာပရိပါခင်ဗျာဟွန်း မင်းကအဲ့ခရာဘီးလိုတရလိုတော့မပေါ့သောက်ပဲသားနောက်တယောက်လား33လေးဘလောက်လဲကိုးပါခင်ဗျာဒီကောင်မစိုးတက်လာပြီတဲ့မင်းဘယ်လိုရလဲကိုးဟိုပထမကောင်126တွေကဒုတိယကောင်ကြာသပတိနှုတ်လိုက်တာတဲ့တခါတလေမှန်နေဆိုပေမဲ့တခြားမေးအောင်